အာဆီယံခေါင်းဆောင်တွေမြန်မာစစ်ခေါင်းဆောင်ကိုထိုင်းနိုင်ငံမှာတွေ့မယ်ဆိုရင်ကြောင်းတင်ဆက်ပေးပါမယ်။အာဆီယံခေါင်းဆောင်တွေကအာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်နိုင်နဲ့ဒီသတင်းပတ်တွင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံကြမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအိုအီဘရာဟင်ကပြောဆိုလိုက်ပါတယ်။ ပြည်ရင်းပဋိပက္ခနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်တွေကိုဆွေးနွေးကြဖို့အာဆီယံကောင်ဆောင်တွေနဲ့မြန်မာအာဏာသိမ်းစစ်ကောင်ဆောင်တို့ထိုင်းနိုင်ငံမှာရှာရှာပါပါတွေ့ဆုံကြမှာဖြစ်ပါတယ်။ပထမဆုံးချိန်ဖြင့်အာဆီယံနိုင်ငံတွေကကောင်ဆောင်တွေကမြန်မာရဲ့ပို့ချက်မှုကြီးနဲ့အစည်းအဝေးတရပြုလုပ်ကျင်းပမှာလို့အာဆီယံရဲ့အလဲကြာဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။ ဆက်လက်ပြီး၎င်းကဒီတွေ့ဆုံမှုမှာဖြန့်အားပေးငလင်ပေးကိုခန်းစားခဲ့ရပြီးရနောက်ဒူတာချင်းစာနာမှုအကူအညီပေးရအကြောင်းပြချက်တွေကိုအခြေခံထားတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆိုပါတယ် မလေးရှားဝန်ကြီးချုပ်ကဗန်နိုင်းဝန်ကြီးအဖြစ်နဲ့တာဝန်ယူထားတဲ့အန်ဝါဟာဒီကနေ့ကျင်းပတဲ့ဗန်နိုင်းဝန်ကြီးဌာနလစဉ်ဆောင်ကြီးအစည်းအဝေးမှာမိန့်ခွန်းပြောကြားစဉ်မြန်မာစစ်ကောင်ဆောင်နဲ့တွေ့ဆုံမယ့်အကြောင်းထည့်သွင်းအသိပေးခဲ့တာပါမြန်မာနိုင်ငံမှာ2021ဖေဖော်ဝါရီစစ်အာဏာသိမ်းမှုအပြီးအာဆီယံကောင်ဆောင်တွေကအပီလာထဲမှာစစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုအာဆီယံရုံးချုပ်ရှိတဲ့အင်ဒိုနီးရှားနိုင်ငံဂျာကာတာကိုဖိတ်ခေါ်ပြီးတူညီဆန္ဒ၅ရက်ချမှတ်ခဲ့ပါတယ်အာဆီယံရဲ့မြန်မာပြည်ငြိမ်းချမ်းရေးအစီအစဉ်တူညီဆန္ဒ၅ရက်ကိုစစ်ကောင် ောင့်ကိုယ်တိုင်ပါဝင်သဘောတူခဲ့ပြီးမြိုင်းနာဆောင်ရွက်ခြင်းမရှိတာကြောင့်2021ခုဆားလို့အာဆီယံထိပ်သီးအစည်းအဝေးဒီမှာမင်းအောင်လိုင်ကိုတက်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ဒါကြောင့်ဆရာနာသိမ်းမှုလေးနှစ်ကျော်အတွင်းအာဆီယံခေါင်းဆောင်တွေနဲ့စစ်ခေါင်းဆောင်မင်းအောင်လိုင်တို့ငလင်ပြီးအကြောင်းပြုရှာရှာပါပါတွေ့ဆုံမှုဖြစ်လာမှာပါ။အာနာသိမ်းစစ်ခေါင်းဆောင်က EP 3ရက်လရက်ကဘန်ကောက်မြို့မှာကျင်းပတဲ့ဒေတာရင်းဘင်းစတန်ညီလာခံကိုတက်ရောက်ခဲ့ပြီးထိုင်းဝင်ကြီးချုပ်အိန္ဒိယဝင်ကြီးချုပ်အပါအဝင်ဒေတာရင်းနိုင်ငံချုပ်ကခေါင်းဆောင်နေနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါဗျ။ ဆက်လက်ပြီးဗမော်မျိုးနယ်ရှိစစ်ကောင်စီတပ်စခန်းများစုတင်ထားပြီးလက်ကျန်းစာကက27ဌာနချုပ်တင်နိုင်ရေးကြိုးပမ်းနေရလို့ KAI ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ KAI နေမြေကိုစစ်ကောင်စီကတပတ်အတွင်းလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုအကြိမ်900နီးပါးပြုလုပ်တယ်လို့သိရပါဗျ။ကချင်ပြည်နယ်ဗမော်မျိုးတင်းစစ်စင်ရေးကိုကချင်လွတ်လပ်ရေးတပ်မတော် KAI နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်ဆင်နွှဲနေစေဖြစ်ကြောင်း KAI ကို KAI တရင်ပြန်ကြားရေးဌာနက AB လ23ရက်ညပိုင်းမှာတရင်ဖော်ပြပါဗျ။ဗမော်မျိုးတင်းပိုင်နိုင်ရေး2024ဒီဇင်ဘာလရက်မှာ မြို့သိန်းစစ်စင်ရေးစတင်ခဲ့ပြီးတိုက်ပွဲလေးလကျော်ကြာမြင့်ပြီးဖြစ်ကစစ်ကောင်စီကနေကြောင်းပြင်ထန်ကုကံတိုက်ခိုက်လျက်ရှိပါတယ်။ KIA ပူပေါင်းတပ်ကပုံမှန်မြို့နယ်ရှိစစ်ကောင်စီစခန်းများစုကိုတိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီးကြံနေတဲ့စခါက27ဌာနချုပ်ပါဝင်ပုံမှန်မြို့ကိုအလုံးစုံသိမ်းပိုင်နိုင်ဖို့ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း KIA ကလက်ရှိစီရင်အခြေအနေကိုမနေ့တုန်းကအတည်ပြုပါတယ်။ KIA ကပမောင်မျိုးစကားက21အနီးရှိတရင်ဌာနချုပ်ရှုနေတင်ကားတရင်တန်ချက်ကတရင်အကြကားကင်းစကံများလင်းရင်ကွင်းနေရာတွေကိုတင်ပိုက်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းစစ်ကောင်စီတပ်ကတိုက်ပွဲနေရာတွေအပြင် KIA နဲ့မြေမဝိုင်းတွဲလေယာဉ်နဲ့134ကျင်း၊ Jet Fighter နဲ့17ကျင်း၊ Drone နဲ့68ကျင်း၊လက်နက်ကြီး284ကျင်းပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြပါရယ်။ဒါကြောင့်ပြီးခဲ့တဲ့တစ်ပတ်အတွင်းစစ်ကောင်စီက KIA နဲ့မြေကိုပုံကျဲတိုက်ခိုက်မှုအကြိမ်ပေါင်း480ကျင်းတိုက်ခိုက်ခဲ့တာကိုတွေ့ရပါရယ်။ စစ်ကောင်စီကယာယီအပြစ်ရမယ်လို့ကြေညာထားတော်လဲလေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်ဆင်မှုတွေဆက်ရှိနေကြောင်းကချင်တရင်အရင်မြစ်တချို့ကရခိုင်ကလေးကပြောထားပါတယ်။အထူးသဖြင့်ပမော်မျိုးကိုနေ့စဉ်ဒီပါလေကြောင်းတိုက်ခိုက်နေတယ်လို့တရင်အရင်မြစ်တွေကပြောပါတယ်။ကချင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်နဲ့ကရရင်ကြားတိုက်ပွဲဖြစ်ပွားခဲ့မှုဖြစ်စဉ်အချို့ကိုလည်းကရရင်တရင်ပြန်ကြားရေးကဖော်ပြထားပါတယ်။ မနေ့က AP 73ရဲ့မနက်က KYI တပ်မဟာနေတရင်20နှစ်မြေရှိလဝါကျေးရွာနီခွန်ဆိုင်ရန်ကျေးရွာဝင်ခြင်းကိုစစ်ကောင်စီတပ်နဲ့မင်းစီတပ်ပြည်သူစစ်ဖွဲ့တွေစစ်ကြောင်းထိုးလာပြီး KYI နဲ့တိုက်ပွဲဖြစ်ခဲ့ကြောင်းအတည်ပြုပါတယ်ဒီမနက်စစ်ပွဲဖြစ်တယ်လို့ကြားတဲ့ထီတွေ့တာပေါ့စစ်ပွဲအနေငယ်ဖြစ်တာအဲ့ဒီလီတိုလန် ရှက်ဒူးစွတ်ကြေးရွာဘေးနားမှာထိတွေ့တိုက်ပွဲဖြစ်တယ်လို့ကြားတယ်လို့ကချင်စီရဲ့သတင်းရင်းမြစ်ကပြောပါရယ်အခြားသတင်းရင်းမြစ်တောင်ကလည်းမနေ့က9နိုင် လောက်ကနေစာခရီနဲ့ပြည်သူစစ်တွေပူပေါင်းအင်အား300 400လောက်ရှိမယ်လဝါနဲ့ဒွန်ဘက်ဘက်ကို ထိုးစစ်ဆင်လာတာသူတို့အင်အားအလုံးကြီးနဲ့ပေါ့ခွန်ဆိုင်ရန်ဘက်မှတိုက်ပွဲဖြစ်တာမနေ့ကတနင်္ဂနွေပဲတနိုင်းသွားတဲ့လမ်းပေါ်လို့ပြောပါတယ်ဒါအပြင်အီပီလာ၁၇ရက်က KIA တရင်26နဲ့မြေအတွင်းမှာလဲရှမ်းဒီ SNE တန်နဲ့စစ်ကောင်စီပူးပေါင်းတပ်စစ်ကြောင်းထိုးလာပြီး KIA နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ် ဆက်လက်ပြီးတကြံကြာနေကဏီမျိုးနယ်တွင်ရှိကျေးရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေလေရင်ဒရုန်းနဲ့စစ်တပ်လေတီများနဲ့အကြီးအကျယ်ပြစ်ခတ်ထိုးစစ်ဆင်နေပြီးပြည်သူများထွက်ပြေးနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ဒီကနေ့တကြံအကြနေမှာသကိုင်းတိုင်းကဏီမြို့နယ်တွင်ရှိခြင်းရွာတွေကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဒရုန်းနဲ့စစ်တပ်လေတီများနဲ့အကြီးအကျယ်ပစ်ခတ်ထိုးစစ်ဆင်နေကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောဆိုပါရယ်ဒီကနေ့မနက်9:30မိနစ်30ချိန်မှ8:00နာရီချိန်တွင်သကိုင်းတိုင်းကဏီမြို့နယ်တွင်ရှိမုတ်ထောရွာတမင်ချံရွာတွေအပါအဝင်ဈေးရွာတွေကို UTP စစ်တပ်ကလေကြားပတ်ခတ်မှုတွေလုပ်ဆောင်နေတာဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်ကဒရုန်းများ Jet Fighter များပါရာမော်တာများအသုံးပြုပြီးနိုင်ဝက်အတွင်လေကြားပစ်ခတ်မှု၈ချိန်လုပ်ဆောင် ခဲ့ကြောင်းသိရပါဗျ။စစ်တပ်လေရင်တွေကပြန်နေစေပြဥပုပ်သေးတွေဖုံးကြီးတွေတုံလက်ပတ်တွေပုံနေကြတယ်။ပြည်သူကိုဦးတည်ပြီးတမင်လာတိုက်တာလို့ဒေသခံပြည်သူတောက်ကပြောကြပါဗျ။လက်ရှိအချိန်ဒီကဏီမျိုးနဲ့ကောင်းကင်ရံမှာဒရုန်းများစစ်တပ်လေတီများနဲ့ကင်းတောက်လေရင်များဆက်လက်ပြန်ဝဲနေပြီးတကြံအကြာနေပြည်သူအများပြားထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါဗျ။နောက်ထပ်တပုံအနေနဲ့တဇံကာလကံဘလူမျိုးနဲ့ပြူစောတီဘုံကြီးဝါတော်ရဲ့နီယံမော်တော်ကြီးရွာမှာစစ်မှုထမ်းခိုင်းဖို့လူရန်များကို ပြူစော်တီနဲ့စစ်တပ်ကအတင်းအကျပ်ဝင်ရောက်ဖမ်းဆီးရဲကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကံပလူမျိုးနဲ့မော်တော်ကြီးရွာမှာမြမယူရနှစ်တဲကိုတစံကာလစစ်မှုထမ်းခိုင်းဖို့လူငယ်များကိုပြူစော်တီနဲ့စစ်တပ်ကဝင်ရောက်ဖမ်းဆီးကြောင်းအဆိုပါဒီသားမှပြည်သူများထံမှသိရပါရယ်။ ်အေဒီလာ73ရက်နေ့စကိုင်းတိုင်းကံဘလူမျိုးနဲ့မော်တော်ချင်းရွာကိုနေ့လယ်ပိုင်းချင်းပြူစောတီနဲ့စစ်တပ်ကဝိုင်းဝန်းပိတ်ဆို့ကအရွက်ရောက်ပြီးသားစစ်မှုတန်းရန်အကျုံးဝင်နေတဲ့လူငယ်90ခန်းကိုဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲသွားခဲ့ကြောင်းအဆိုပါချင်းရွာမှာပြူစောတီကောင်းဆောင်ဝါတော်ဝဖုံးကြီးရဲ့ချင်းရွာဖြစ်ကြောင်းသိရပါတယ်။ဝါတော်ဝကြောင်းရှိရာမော်တော်ရွာမှာနေ့လယ်ကင်းစစ်တပ်ကဝိုင်းဝန်းပိတ်ဆို့ကလူငယ်90ကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲသွားပါတယ်။ ပြူစောတီကောင်းဆောင်ဖုန်ကြီးဝါတဝါကမော်တော်ရွာမှာမနေပါဘူးသူကအမတ်606မြောက်တိုင်ရင်ထဲမှာနေပါတယ်လို့ဒေတာသတင်းရင်းမြစ်တွေကပြောပါတယ်မော်တော်ကြီးရွာမှာမွစလင်ဘာသာကိုးကွယ်တဲ့လူငယ်တချို့ကိုပါစစ်တပ်ကစစ်မှုထမ်းကင်ဖို့ပေါ်တာဆွဲသွားကြောင်းမော်တော်ကြီးရွာမှာစုပေါင်းနေထိုင်ကြတဲ့ကြီးရွာတခုဖြစ်ပြီးအများစုမှာစစ်မှုမထမ်းလို့ကြာကြောင်းသိရတယ်လို့ဆိုပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ကိုသဘာဝကပြန်ဖြတ်ဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်။ တက်လို့မဟုတ်ဖက်လို့တိတာတကူကလူနေရာမှာငလင်လုံရင်တေးချင်းပြက်စီးလုံးများတယ်ဆိုတာပါပဲ။တစ်တော်မြေမှာမြို့တော်တည်လိုက်တဲ့နေပြီးတော့ဆိုတာနေပြောင်မထူအောင်တောတွေပိမ့်ပိမ့်ထားခဲ့တဲ့နေရာကျုံးပင်တွေဆိုရင်ရှေးအတီမေဝင်တွေကသဘာဝအတိုင်းပောက်ခဲ့ပြီးသုံးလေးပင်လောက်ရှိရင်ပဲအရှိန်မြိုင်နဲ့တစ်အုပ်တအုပ်စာလောက်ရှိရဲ့လို့တစ်တော်အရာရှိအောင်တယောက်ကပြောပူပါတယ်။တောတွေဖြိုပြီးမြို့တော်တီရောမြို့တော်အင်ကရက်နဲ့အကြီးရုံးတွေလည်းရှိဝန်တန်းတွေလည်းရှိအစင်းယုံကြောင်စာလာတွေလည်းရှိ 2021အာနာသိမ်းပြီးနောက် CDN အနုနီနဲ့အာနာဖီဆိုင်အိမ်မှာမပါတဲ့နန်း CDN တွေနေထိုင်ရုံတက်ရုံစင်းနဲ့နေပြီးတော့စမ်းကျင်သူမှန်သမျှတပ်ဖြတ်နှိပ်စက်ဖမ်းဆီးအရက်သားတွေနေတဲ့နေရာပုံကျဲမိရှုတဲ့အာနာရှင်ရုံဆိုင်ရာနေပြီးတော့ လူတွေမျက်ရည်ဆက်လက်သွေးထွက်တန်ယိုဖြစ်ရအိုးအိမ်ဆုံးခွာထွက်ပြေးရပေမဲ့ပွဲတွေဝဲချီကျင်းပတဲ့နေပြီးတော့သူ့အရင်ကလေးကအာနာရှင်တို့ရဲ့ခြောက်လုံးတန်းဆိုင်အိမ်ဒီမှာသူ့နီးသူ့ဟန်အချင်းကြနေသူတွေလူတော်မတူပဲနေခဲ့ကြတဲ့နေပြီးတော့ဒီနေပြီးတော့ကတဘာဝအတိုင်းတောကြီးရှိရင်ငလင်ကြောင့်လူသူအဆောင်ထိခိုက်စရာမရှိ အခုတော့တဘာဝဖြတ်သူတွေတဘာဝတန်ခံရကြားတဲ့ကဒစာကန်တွေကအရက်သားတွေငလင်ကြောင့်မြေသားတွေရွှေသွားပြီးမြေပထဝီ မငြိမ်သက်တော့တာမို့သိပ္ပံနီကြတွက်ချက်ပြီးစက်နေတဲ့မနေတဲ့ဆုံးဖြတ်မှာမဟုတ်ဘဲဘိုးတော်တွေဟောသမျှအာနာရှင်ကလိုက်လုံမဲ့ပုံ နေပြည်တော်ဒီစားကရုံးဝင်တန်းတွေကိုဘယ်နှစ်ပဲချိန်မှာတပြိုင်တည်းပြောင်းဖို့ရဲတရားတွေကလားဘိုးတော်တွေကလားမှားကြတဲ့အတိုင်းကားရီနဲ့တန်းစီပြောင်းခဲ့ကြတာအမှတ်တရစစ်ဘုတ်ချုပ်တွေကိုကိုယ်အားထားတဲ့ဘိုးတော်တွေအကြမ်းမြင်စရာတွေဟောမဟောမသိရပါမယ်။သိပ္ပံပညာရှင်တွေကဇကိုင်းပြည့်ရီကျော်ကတနည်းနည်းမှာမြေပထဝီကိုလှောက်ခါလိမ့်မယ်လို့ဟောကိန်းထုတ်ခဲ့ကြောင်းရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။